နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖုံးဝရံထုတ်လိုက်တဲ့နောက်ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီကိုဒူတက်ဒေးကိုနိုင်ငံတကာရဲတပ်ဖွဲ့ Interpol ကဖမ်းဆီးလိုက်ပါတယ်။မတ်လ17ရက်နေ့ကဒူတက်ဒေးဟာဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမှာရှိတဲ့နိုင်ငံတကာလေဆိပ်ကိုအရောက်မှာ Interpol ကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာပါ။သမရအဖြစ်တာဝန်ယူခဲ့ချိန်ကာလအတွင်းမူရမကိုဂိုင်းတွေကိုလွန်လွန်ကဲကဲဖိနှိပ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒွီတာဒေးကိုအင်တာပိုမနီလာကဖမ်းဆီးခဲ့ကြောင်းဖိလစ်ပိုင်အစိုးရကလည်းအတည်ပြုပါရယ်မတ်လ17ရက်နေ့မနက်ပိုင်းမှာအင်တာပိုမနီလာဟာဒွီတာဒေးအတွက် ICC ဖမ်းဝရမိတ်တူကိုတရားဝင်လက်ခံရရှိခဲ့တယ်လို့ဖိလစ်ပိုင်သမ္မတအင်တော်ကကြေညာခဲ့ပါရယ်လလော့ဆယ်တော်ဒွီတာဒေးကအာနာပိုင်တို့ရဲ့ထိမ့်သိမ်းမှုကိုခံထားရပြီးကြမ်းကြမ်းမမာရှိနေကြောင်းထုတ်ပြန်ထားပါရယ်ဒူတက်ဒေးဟာ2016ခုနှစ်တုန်းကဖိလစ်ပိုင်သမ္မတဖြစ်လာချိန်မှာမူရဲမောင်ကိုဂိုင်းတွေ မူရစေဝါသုံးဆွဲသူတွေကိုစစ်ကြေညာတယ်လို့ကြုံဝါရင်ရက်ဆက်ကြမ်းတမ်းတဲ့အထင်အကအားနေတဲ့နေလန်းတွေနဲ့ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာကြောင့်ဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ကြောင်းဆွဆွဲမှုတွေကြေကြေပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်ရှင်။